အားလုံးမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်3ရက်နေ့ညနေပိုင်းအထူးတစ်ဆက်ဆရာရှိပါတယ်အဲ့ဒီအကြောင်းကတော့အာကြီးလို့လူတိများတယ်ဘောင်းမွင်တမ်းမွင်ကြက်မပြည့်တဲ့ဇော်ဘုံဟိန်းတကောင်နှအုံဖုံခါခံနေရတဲ့အကြောင်းကျွန်တော်မိဘတွေကိုအတိပေးလိုပါတယ်ဆိုတော့သူဘာကြောင့်အဖမ်းခံရတာလဲဒီအကြောင်းတွေကိုကျွန်တော်တို့အတူတူစဉ်းစားကြမယ်အခု तू ဘလို့ပုံစံဖြစ်နေပြီလဲပြီးတော့အကျွမ်းဖက်စစ်ခွေးတက်ရဲ့ lobby အတိုင်းဝိုင်းတွေဟာတကယ်ကိုဘောင်းမွင်တမ်းမွင်ဘဲနဲ့သူတို့ကိုနိုင်လဲကြက်မပြည့်ပဲနဲ့ဘဲအချိန်ထိနောက်ဆုံးအချိန်ထိအယိုးကိုက်နေသည့်တိုင်အောင်သူတို့တွေအခုလိုပဲလွယ်လွင့်တကူအမှုမျိုးစုံခေါင်းစဉ်တက်ခံရပြီဘာကြောင့်ဖန်းခံရတာလဲဆိုတဲ့အကြောင်းကိုတင်ပြပေးပါမယ် ဒါကြောင့်ကျွန်တော်ရဲ့ free ကိုအဆုံးအထိဝင့်ရင်ကြည့်ကြည့်ကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်။ဇော်ဘုံဟင်းဘာကြောင့်အဖမ်းခံလိုက်ရတာလဲ။အာကြီးလို့လဲလူသိများကြပါတယ်။သူအာလားမအာလားဆိုတာကိုကျွန်တော်ရဲ့မိဘတွေအားလုံးသိရှိပြီးဖြစ်ပါတယ်။ဟုတ်ပြီ။အဲဆိုတော့ဇော်ဘုံဟင်းဆိုတဲ့ကောင်။ဘောင်းဝင်တန်းဝင်ချက်ပါမပြည့်တဲ့ကောင်။အဲ့ဒီကောင်ဟာဒါအကြောင်းဖက်စစ်ခွေးတက်ရဲ့စစ်လော်ဘီလုပ်နေတာကြာပြီ။ ီကောင်ဟာသူ့ရဲ့မိမနဲ့꿰ပြီးတော့လက်ရှိသူ့မိမကလည်းတရုတ်ပြည်မှာပါဆိုတော့တနာဖို့အလွန်အင်တန်ကောက်ပါတယ်မိမကလည်းသူ့ကိုစွန့်ပစ်ခဲ့တယ်ဒီနိုင်ငံအတွင်းထဲမှာလည်းအားမလို့အားမရနဲ့အားပေါင်းအားရင်းတန်တန်နဲ့ဒါမင်းအောင်လှိုင်တဲ့ဒါအာနာရှင်အုပ်စုကိုဒါပြောဆိုနေတဲ့အပေါ်မှာ ဘယ်အချိန်မှာဘယ်ကောင်အလှည့်ရောက်လာမလဲဆိုတာကိုကျွန်တော်မိဘပြည်သူတွေကအမြဲတမ်းစိတ်ဝင်စားရှိနေကြတာပါဒီကနေ့မှာတော့အာဂျီခေါ်ဇော်ဘုံဟင်းရဲ့အလှည့်ရောက်သွားပါပြီဒါကအော်တိုပါပဲကလင်နာကြပြောမယ်ဆိုရင်လည်းမှန်ပါတယ်သူရဲ့ပြည့်စင်အစသူဘာကြောင့်အဖမ်းခံရတာလဲဆိုတော့ဇလန်းရှိပါတယ်အဲ့ဒီဇလန်းကပြင်းဦးလင်ကြီးအားကိစ္စနဲ့ဆက်ဆက်နေပါတယ်ကျွန်တော်နိုင်ငံအတွင်းထဲမှာဒါအာနာရှင်အုပ်စုနဲ့ သူတို့မဟုတ်သူတို့နဲ့တွဲပြီးတော့လှုပ်လှုပ်နေတဲ့ခရိုနီအတိုင်းဝိုင်းနဲ့ပတ်သက်တဲ့လွန်ဆွဲပွဲမှန်သမျှဘသူ့ကိုမှအလုပ်မပေးဘဲနဲ့အခုလိုပဲအစ်တမောင်ခိုခိုးထုတ်မှုတွေလိုင်စင်မဲ့ကားအယောင်းဝယ်လုတဲ့အမှုတွေဒီလိုစွဲချက်အများစွာနဲ့သူ့ကိုအမှုဖွင့်အရေးယူခဲ့တာပါဇော်ဘုံဟင်းကိုစွဲချက်တင်ခဲ့တဲ့အမှုတွေကရောမှန်ကန်မှုရှိရဲ့လား ကျွန်တော်တို့သုံးသက်ကြည့်အောင်ဟုတ်ပြီငဘူတဲကအဲ့ဒီကောင်ကတက်မှောင်ခိုလုပ်ငန်းလုပ်တဲ့ကောင်ပါလိုင်စင်မဲ့ကားအကြောင်းဝယ်ကိစ္စဒါသူတို့အချင်းချင်းအမိတက်ထားတဲ့အမှုတွေပါလိုင်စင်မဲ့ကားအကြောင်းအဝယ်ပြီးတော့သုံးဆွဲမှုကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့အာနာရှင်နဲ့ပတ်သက်သူမှန်မြလုတ်ကင်းတာရောရှိလို့လားလွယ်လွယ်လပ်လပ်ခေါင်းစဉ်တက် အမှုဖွင့်ပြီးတော့ဖမ်းဆီးလို့ရနိုင်တဲ့ဒါချင်းတွေကကြက်တွေဆိုတာကိုကျွန်တော်ကပြောပြနေခြင်းဖြစ်ပါတယ်အချိန်မူ၍ခေါင်းစဉ်မျိုးစုံနဲ့ဖမ်းလို့ရတယ်ဘယ်ကောင်မဲဖြစ်နေဖြစ်နေချွင်းချက်ရှိတာကတော့ main online မိသားစုဒိုရီမိုခရိုနီမိသားစုဒိုရီမိုအခြားသောတပ်ဖက်အရက်ဖက်ဆိုင်ရာဒါယာရုကြီးကြီးတွေရယူထားတဲ့သူတွေရဲ့မိသားစုဝင်တွေနဲ့ဆက်နွယ်တဲ့သူတွေတော့မပါဘူးတွေဗျာ ။ထင်ရှားတဲ့တသက်ပြမယ်ဆိုရင်စစ်မှုထမ်းဥပဒေထဲမှာမင်းအောင်နိုင်မိသားစုပါလို့လား။ကျူကျူလာတောက်ခေါင်းမိသားစုလည်းမပါဘူး။ခရိုနီအတိုင်းဝိုင်းရဲ့သားသမီးတွေကရောပါလို့လားမပါဘူး။အသက်ပြည့်တဲ့သူတွေကိုပဲကျွန်တော်ပြောနေတာတော့။ဆိုတော့ဒါကြောင့်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအမှုတစ်ခုကောင်းတဲ့တက်ဖို့အတွက်ဖန်စီဖို့အတွက်အလွန်အင်မတန်လွယ်ကူတယ်ဆိုတာကိုကျွန်တော်မိဘတွေကိုထင်ရှားစွာတင်ပြနေခြင်းဖြစ်ပါတယ် ပညာမဲ့တဲ့သူတွေဉာဏ်နှုံတဲ့သူတွေပြီးတော့အုံနောက်မှာစင်ရှင်တရားမရှိတဲ့သူတွေဟာအခုလိုပဲလွယ်လင့်တကူကြက်ကလေးညက်ကလေးအဖမ်းခံရသလိုနှအုံဖုံခါခံရသလိုစစ်ကြောရေးမှစံပြုတ်တော်မတော့နိုင်တဲ့အခြေအနေထိရောက်သွားခဲ့သလိုအရှိမှအယိုးရင်ကြိုက်ပြီးတော့စစ်ကြောရေးရောက်လာတဲ့ကောင်လေးလက်အများကြီးရှိတယ် ုတ်ပြီသူ့ကိုတတ်ထားတဲ့ဆွဲချက်တွေကိုကျွန်တော်ကြည့်ကြည့်ပေးပါမယ်ကျွန်တော်နှစ်ရက်နေမိုးလဲတနာကြီးကြော်တဲ့အချိန်မှာပြုံးလွင်မှနေထိုင်နေတဲ့စစ်လော်ဘီဇော်ဘုံဟင်းကို အကြမ်းမဲ့ဖက်စစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါမင်းအွန်လိုင်းအပါဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှန် 358မြင်းဆောင်2025ဆက်တွေ့ရေးဥပဒေပုံမှ66နာကြီးဖြစ်မဘာတာအကြမ်းဖက်စစ်ခွေးတက်ကိုထောက်ခံနေတဲ့သူဒေါ်မိုးမိုးခိုင်ကမေလ9ရက်နေ့မှာမှုဖွင့်ခဲ့ကြောင်းသိရှိရတယ်။ဇော်ဘုံဟိန်ကသူ့ရဲ့ Telegram Channel မှာအကြမ်းဖက်စစ်ခွေးတက်ရဲ့အရာရှိဘိုင်းတွေကိုဝေဖန်မှုတွေစတိုက်လုံဆောင်တာကြောင့်အဲ့ဒီပြမှုတွေနဲ့ပဲကျွန်တော်တို့ ။ဇွန်လ2ရက်နေ့မှာအကျန်းဖက်စစ်ခွေးတက်ကပြုံးလင်မှာသူနေတဲ့အိမ်မှာပဲဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်။အဲ့ဒီမှာဖြစ်စဉ်အစကျွန်တော်မိဘတွေကို ကျွန်တော်တင်ပြခဲ့ပါတယ်။တင်ဦးလင်မြေယာကိစ္စနဲ့သူလေလိုင်းမှာအာပေါင်းအာရင်တန်စွာနဲ့အုံနောက်မဲ့စွာစင်ရှင်တို့ရကင်းမဲ့တဲ့သူတွေရဲ့ပုံရိပ်တံတန်းအတိုင်းပဲ तू អော်ခြင်းလို့អော် तू ပြောခြင်းလို့ပြောလိုက်တဲ့ဖြစ်ရဲ့ရဲ့အနောက်မှာပြုံးလင်နဲ့ပတ်သက်တဲ့ဒါတပိုင်းဆိုင်ရာအရာရှိတွေနဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့ crony အတိုင်းဝိုင်းရဲ့အညှိုးထားခြင်းခံလိုက်ရတာပါဆိုတော့သူတို့အသားသူတို့ပြန်စားနေတာကျွန်တော်တို့ကဘေးကကြည်နေယုံမယ် ဘလို့အခြေအနေတွေပြီးတော့သူတို့စစ်တပ်ကဒါရိုးရင်းကြိုက်နေတဲ့ lobby တွေအချင်းချင်းအားကဲကြပါအောင်လုံးကြပါအောင်မဖမ်းသင့်ပါဘူးအာဆင်ပြေလိုလေးဒါစီမံပြီးတော့ပြန်လွတ်ပေးသင့်ပါတယ်စသည်အားဖြင့်ထွက်လာအောင်မယ်ပြီးသွားရင်နောက်ဆုံးသူတို့တွေကဘာနဲ့ပြန်ပြီးတော့ညုံချုပ်လဲဆို ground တုံးဖုံကြီးဝစ်ပြီးတော့ဒီလိုပုံစံလေးတွေနဲ့ဒါညုံချုပ်နေကြတာကိုလည်းကျွန်တော်မိဘတွေအရှိမရိုးရင်းကြိုက်ခဲ့တဲ့ lobby ခွေးအား တွေရဲ့ပုံရိပ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့တွေ့နိုင်ပါတယ်။ဒါကြောင့်လည်းပဲဖက်စီသွားတာကတော့တေချာပါတယ်ဆိုတာကိုကျွန်တော်ပြင်ဦးလင်သတိအရှင်းမြစ်ကနေပြီးတော့ကျွန်တော်တတိကြကြသတင်းရရှိထားတာဖြစ်တယ်။ပြီးတော့ပြင်ဦးလင်မှာဖန်ဆီးပြီးတော့သူ့ကိုလက်ရှိအချိန်မှာမန်လီနန်တွင်းတဲကစစ်ကြောရေးမှနှုံဖုံခါနေတဲ့အကြောင်းကိုလည်းကျွန်တော်တို့တိကျတွေနန်တွင်းဖျက်သီးစီကသတင်းရရှိထားတာပါ။နှုံဖုံခါနေတဲ့အပြင် ရေတောင်ပေးမတိုက်လို့စက်ငင်စက်ငင်ဖြစ်နေတဲ့အကြောင်းပါစံပြုတ်ကတော့ဒါတောက်ရတော့မဲ့အခြေအနေကတော့တေချာနေပါပြီဟုတ်ပြီအခုတက်လိုက်တဲ့ဒါပြစ်မှုတွေပေါ့ဗျာတင်းမှောင်ကိုကိစ္စတွေပြီးတော့လက်နက်တရားမဝင်ကိုင်ဆောင်မှုတွေပြီးတော့လက်နက်မဲ့ license မဲ့လက်နက်တွေကိုင်နေပေါ့ဗျာပြီးတော့ license မဲ့ကားတွေရောင်းဝယ်ဖောက်ကားမှုတွေကိုယ်တိုင်တုံးဆွဲမှုတွေ ဒီအခြေအနေတွေဟာအကြောင်းဖက်စိခွေးတက်နဲ့ပတ်သက်သူမှန်သမျှလုတ်ကင်းလို့လားသူတို့တက်တဲ့သူတို့အမှုဖွင့်ထားတဲ့ခေါင်းစဉ်ကိုပဲကျွန်တော်မိပါတယ်ညီကိုမောင်မတွေကိုကျွန်တော်ကပြန်လဲပြီးတော့တင်ပြပေးနေခြင်းဖြစ်တယ်အဲ့ဒီတက်ထားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့သူတို့အတိုင်းဝိုင်းတစ်ခုလုံးလုတ်ကင်းတဲ့သူဘယ်သူရှိလဲဘယ်သူမှမရှိဘူးကျွန်တော်နိုင်ငံတွင်းကတစ်ဒီကောင်းလေးအုပ်စုပဲမောင်ခိုးအကြောင်းဝယ်လောက်ကြတာ ပြီးတော့လက်နက်ကင်ဆောင်တယ်ကျွန်တော်တို့ယတားပြည်သူတွေလက်နက်မရှိဘူးဆိုတော့လက်နက်ကင်ဆောင်တယ်အဲ့ဒီလက်နက်ဘယ်ရရလဲသူတို့ ਨੇ ပတ်သက်တဲ့အတိုင်းအဝိုင်းအကြမ်းဖက်အုပ်စုဘက်မှာပဲလက်နက်ကဝယ်လို့ရတယ်လက်နက်အယောင်းဝယ်လုပ်လို့ရတယ်တာမန်ပြည်သူလက်နက်မကင်ရဲဘူးကျွန်တော်ယမိပါဟုတ်ရဲ့လားကျွန်တော်ပြောတဲ့စကားမှားတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကူမမှာရေးပြခဲ့လို့ရပါတယ်တာမန်ပြည်သူတယောက်လက်နက်ကင်လိုက်မယ်ဆိုရင်အဲ့ဒီပြည်သူဘာဖြစ်သွားမလဲ တခါတည်းတော့ပွဲချင်းပြီးတုတ်တင်ရှင်းလင်းခံရအောင်မယ်အကျန်းဖတ်ဆိုပြီးတော့အကျန်းဖတ်အဖွဲကခေါင်းစဉ်ပြန်တက်ပြီးတော့ပြီးတော့ license မဲ့ကရောင်းဝယ်ဖောက်ကားမှုကိုယ်တိုင်စီစဉ်မှုဟုတ်ပြီလက်ရှိအကျန်းဖတ်ဖတ်စစ်တက်ကစစ်ခွေးတွေနဲ့စစ်ခွေးထောက်ခံတဲ့ဒူတွေနောက်ဆုံးအုတ်ကြီးပါအပါဝင်ယာအိမ်မှုအစုံ license မဲ့ကစီးနင်းနေတဲ့ဒူတွေ license မဲ့ကရောင်းဝယ်လုပ်နေတဲ့ဒူတွေတကောင်းမှမလုပ်ခဲ့ဘူး ငွေကြေးတက်နိုင်တဲ့အနေအများပေါ်မူတည်ပြီးတော့သူတို့တွေကားမျိုးစုံလဲစီးနိုင်တယ်။ဟုတ်ပြီ။အဲဒီ license မဲ့ကားတွေကရောဘယ်ကနေရောက်လာတာလဲ။သူတို့တက်ထားတဲ့ဒီအမှုတွေနဲ့သူတို့တက်ထားတဲ့ခေါင်းစဉ်တွေမှာပဲအဖြေကရှိပြီးသားပါ။ဆိုတော့တလန်ကမိဘပြည်သူတွေကျွန်တော်တို့တွေကဒါတွေကိုကြိုတွင်တွက်စားသိရှိပြီးသားပါ။ဟုတ်ပြီ။အခု license မဲ့ကားတွေကိုဖမ်းနေကြတယ် ိုက်စင်မဲ့ကားတွေကိုဖမ်းနေတော့အဖမ်းစီးခံနေရတဲ့သူတွေကကျွန်တော်တို့ကျေးလက်ဒေသမှာရှိတယ်ကျွန်တော်တို့ရဲ့အယက်သားပြည်သူတွေပဲဖြစ်တယ်။ဒါကုံစီလေးတွေစီစဉ်ဖို့အတွက်အကိုရဲ့တောင်ယာကစိုက်ခင်းလေးတွေကဒါအတီးနှံလေးတွေကိုဒါလိုင်စင်ရှိတဲ့ကားတို့မသုံးနိုင်ဘူးလေဗျာ။ကျွန်တော်လိုင်စင်မဲ့ကားလေးတွေကိုလည်းပဲဒါအသုံးပြုနေပါလမ်းပေါ်ထွက်ပြီးတော့ဒါမောင်းနေတဲ့စီးနေတဲ့ဥမာရန်ကုန်မှာမောင်းနေတဲ့မန္တလေးမှာမောင်းနေတဲ့နေပြည်တော်မှာမောင်းနေတဲ့ပြည်ဦးလေးမှာမောင်းနေစသည့်အဖြစ်မောင်းနေနေတဲ့ကောင်တွေက အကျံဖက်စစ်ခွေးတက်နဲ့ပတ်သက်နေတဲ့ကျွန်တော်တို့တက်သားကနေပြီးတော့တက်ကြပြီးတော့အရာရှိအရာခံဘိုလ်လောင်းတွေကအစုံလိုင်စင်မဲ့ကားတွေကိုမောင်းနေကြတာအခုမှမဟုတ်ဘူးဒါလိုင်စင်မဲ့ကားနဲ့အမှုတက်ထားတဲ့အတွက်ကျွန်တော်ကအနေနဲ့တမျှနေခြင်းဖြစ်ပါတယ်အဲ့ဒီလိုင်စင်မဲ့ကားတွေနဲ့ပတ်သက်ပြီးတော့ဖန်းစီဖို့မင်းအောင်လှိုင်ကအမိန့်ထုတ်ခဲ့တယ်ဆိုတာကလည်း တကယ်တမ်းဖန်ဆီးရမယ်ဆိုရင်သူရဲ့တက်သူအောက်မှာရှိတဲ့စခွေးတွေအကုန်လုံးကိုဖန်ဆီးရမှာဖြစ်တယ်ရဲပါမလို့ဘူးမော်တော်ပီကယ်ပါပါသေးတယ်ဟုတ်ရလားကျွန်တော်မြင်ပါဆိုတော့သဘောရင်းကိုအမှုတက်တယ်ဆိုတာကအဲ့ဒီအမှုတွေဟာငိုတဲ့ကရှိပေးသားအမှုတွေဖြစ်ပါတယ်တက်ရင်လည်းပဲတက်လို့ရတယ်လွယ်လွယ်ကူကူဖန်လို့ရတယ်လွယ်လွယ်ကူကူဖုံခါခံရတယ်အဲ့ဒါမဲ့ဖတ်စစ်ခွေးအငတ်စနူကောင်တွေရဲ့အကြောင်းကိုကျွန်တော်ကထင်ရှားစွာတင်ပြနေခြင်းက သူတို့အုတ်ချုပ်ခံရှိနေသူသူတို့ကိုအပိထောက်ခံနေပါတယ်ဆိုတဲ့ကောင်းတွေတောင်မှတကောင်တမိမှမလွတ်ဖဲနဲ့အခုလိုမျိုးဖန်စီညင်မှန်နှိမ့်ဆက်ခံရမယ်နောက်ဆုံးအတနာခံပြီးတော့ခံဝင်ကတိလေးနဲ့ထွက်လာကြကျွန်တော်အမှန်တရားကိုပဲတင်ပြနေတာပါလူငယ်ကတော့လူငယ်ပြပြလူငယ်လိုပဲတင်ပြပါတယ်ဒါကြောင့်လည်းပဲပြင်ဦးလင်းရဲ့မြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ခရိုနီအတိုင်းဝိုင်းရဲ့ ပြီးတော့အကျန်းဖက်စစ်ခွေးတက်ရဲ့ခေါင်းကြီးဖိုင်းဒီရဲ့အညိုတိခံလိုက်ရတဲ့အာကြီးခေါ်ဇော်ဘုံဟိန်းဟာအာပေါင်းအာရင်တန်စွာနဲ့ကြောဆူနိုင်တဲ့အခြေအနေမရှိတော့ဘဲနဲ့စံပြုတ်တောက်နေရတဲ့အကြောင်းပါဟုတ်ပြီသူတို့ရဲ့ဂုံတိတ်ခါညှိုးနှမ်းစီလို့ပြီးတော့သူတို့ရဲ့ဒါတက်ဖွဲ့ရဲ့ဂုံတိတ်ခါထိပါလို့ ပြောချင်တာကတော့မင်းအောင်လှိုင်တဲ့ဒါခေါင်းကြီးပိုင်းတွေကိုဝေဖန်အပြစ်တင်ကဲ့ရဲ့ရှုံချလို့နောက်ဆုံးဗျာအဲကျွန်တော်ခက်ချင်းညလေးပြောရမယ်ဆဲဆူချိန်ပေါင်းလို့ပေါ့ဗျာဟုတ်ပြီအဖွဲ့စည်းတစ်ခုရဲ့လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ဂုံသိက္ခာဆိုတာကဘသူကသတ်မှတ်တာလဲကိုယ့်အကူသတ်မှတ်လို့ရလားကျွန်တော်ရဲပေါ်ရှမ်းလေးမင်းမဂုံသိက္ခာဘယ်လောက်ရှိလဲမင်းရည်တည်မှု ဘလောက်တိခိုင်ပါလဲကျွန်တော်ကျွန်တော်အမှတ်ပေးလို့မရဘူးပြီးတော့ကိုယ့်အကိုကိုယ်ကိုယ်သိက္ခာကိုအာကျွန်တော်ဟာဂုံသိက္ခာကြီးမြတ်လုံးပါတယ်ဆိုပြီးတော့လည်းကျွန်တော်ပြောလို့မရဘူးအဲ့ဒီကျွန်တော်တို့ရဲ့ဂုံသိက္ခာကိုကျွန်တော်တို့မိဘပြည်သူတွေကပဲသတ်မှတ်ပြီးတာဖြစ်တယ်ဟုတ်ပြီမင်းအောင်လှိုင်းရဲ့ဂုံသိက္ခာမင်းအောင်လှိုင်းရဲ့ကိုချင်းတရားမင်းအောင်လှိုင်းရဲ့လောက်ရက်တွေပေါ်ဒါညှိုးနှမ်းအောင်ဂုံသိက္ခာကြဆင်းအောင်ပြောဆို ဝေဖန်ရေးသားလို့ဖန်ခစီခံရပါတယ်ဆိုတော့မင်းအောင်လှန်ရဲ့ဂုံသိက္ခာကိုရှိလို့လားမင်းအောင်လှန်အောက်မှာဒါကြုံဖားဝနေတဲ့ကောင်းတွေရဲ့ဂုံသိက္ခာရောရှိလို့လားအဲ့ဒီဂုံသိက္ခာဘသူကပေးတာလဲရှင်းရှင်းလေးပါကျွန်တော်ရင်မိပါတယ်အဲကြောင့်လဲပဲပညာမဲ့တဲ့သူတွေဉာဏ်ုံတဲ့သူတွေဟာအချို့အရာတွေမှာပုံမှန်အရိုက်ခံရပြီးတော့ မိုင်းတိုက်ခံရပြီးတော့သူတို့တွေဘလောက်ထိပဲဒါဘောမနေပါသည်သူတို့ဘလို့မျိုးချင်နေမျိုးမှာပဲဒါကောင်းစေချင်လို့ပဲဖြစ်ဖြစ်အားလုံးအားမရတဲ့အချင်းနေမှာပဲဖြစ်ဖြစ်သူတို့ရဲ့ပြောဆိုမှုဟာ reverse သူတို့ရှိပဲပြန်ရောက်ပြီးတော့အချိန်တန်တော့လဲသူတို့ဟာအသုံးချခံတနာเสียတတဝါတကောင်အဖြစ်ပဲရှိနေတယ်ပြီးတော့သူတို့ကို၌ကလည်းလူမဟုတ်ဘဲနဲ့ ခွေးထက်တော်မှာအစင်နိုင်နဲ့သူတွေအဖြစ်ယက်တီနေရတဲ့ဆိုတာကိုကျွန်တော်တို့တနာစပွဲမြင်တွေ့ကြားသိရတာဖြစ်ပါတယ်။ဒါဆိုရင်တော့အဖွဲစည်းအကြောင်းမပြောနဲ့လူပုတ်ကိုတူးချင်းစီရဲ့ဂုံတိတ်ခါဟာကျွန်တော်တို့ပြည်သူလူထုတရက်လုံးမှာပဲရှိတာပါ။မိမိရဲ့ဂုံတိတ်ခါညှိုးနှမ်းစေလို့တရားစွဲခံရတဲ့သူတွေသိစေဖို့အတွက်ကျွန်တော်ကအနေနဲ့ထပ်ဆောင်တင်ပြခြင်းဖြစ်ပါတယ်။ဟုတ်ပါတယ်။ ဂျော်ဘောင်းဟိန်းကောင်ကတော့အကျိတ်ခံလိုက်ရပြီသူရဲ့အရှိန်မှလည်းပဲအကျိတ်ခံလိုက်ရတဲ့ကောင်တွေရှိတယ်ဂျော်ဘောင်းဟိန်းဟာကျွန်တော်တို့ချီးပုံးထမ်းခံထားရတယ်ကျွန်တော်တို့တိုင်းသားတစ်ဖွဲ့ဝင်နေတယ်ကျွန်တော်တို့ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေမှာဖန်အဖန်စီခံထားရတယ်တိုင်းမှုရိုမင်းထွေးအားကိုနဲ့ခွေးခွေးချင်းဟောင်းလို့ရမလားလို့သူစူးစမ်းခဲ့ပေမဲ့ဘလို့ပဲအာသီးရောင်ပါစေဇော်ဘုံအိမ်တကောင်အခုချိန်မှာတော့ စင်ပြေရဲ့လားကျမ်းမာရဲ့လားနေကောင်းရဲ့လားလို့ကျွန်တော်ရဲဘော်ရှမ်းလေးတည်မေးလိုက်ပါတယ်ကျန်ရှိသားတဲ့လူတွေရဲ့စရင်ဟာလဲကျွန်တော်တို့ကထပ်မှန်ပြီးတော့စောင့်မျှော်နေပါတယ်ဘယ်ချိန်မှာဘယ်ကောင်ထပ်မှန်ပြီးတော့အခုလိုပဲအကျိတ်ခံရမလဲဆိုတာကိုကျွန်တော်တို့စောင့်မျှော်ရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါစေ Jesus 2တရှိပါတယ်ဗျာ